ဟဲလိုဘရိုအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့မစ္စတာကန်ပါဒီနေ့မှာတော့ကျွန်တော်အရင်ရက်တောင်းအဗီဒီယိုတစ်ပုတ်မှာကျွန်တော်ကိုမေးချင်တာမေးဆိုပြီးတော့ကျွန်တော်ပြောထားရတယ်ဗောနော်အဲဒါကြောင့်မလို့အဲ့ဒီဗီဒီယိုရဲ့ comment မှာလည်းမေးထားတာတွေအများကြီးရှိတယ်ဗျာဒီနေ့မှာတော့ကျွန်တော်အဲ့ဒီမေးထားတာတွေကိုဖြေပေးသွားမှာပဲဖြစ်ပါတယ်ကျွန်တော်အကုန်လုံးတော့ဖြေနိုင်မှာမဟုတ်ဘူးတချို့မေးခွန်းတွေကလည်းတူနေတယ်ဗောနော်အဲ့ဒါကြောင့်မလို့ကျွန်တော်ကအများစုသိချင်နေတဲ့မေးခွန်းတွေရဲ့အဓိကကျတဲ့မေးခွန်းတွေရဲ့ကိုရွေးပြီးတော့ဖြေပေးသွားမှာပဲဖြစ်ပါတယ်အဲကျွန်တော်အတွက်လည်းအဆင်ပြေတဲ့မေးခွန်းတွေကိုရွေးပြီးဖြေမှာပေါ့နော်အဲ brother တို့ ို့အားဗီဒီယိုလေးကိုအဆုံးနှီးလိုက်ပြီးတော့ကြည့်ပေးကြမယ်လို့လည်းမျှော်လင့်ပါတယ်။ Okay ဒါဆိုရင်ကျွန်တော်တို့မေးခွန်းတွေကိုစပြီးတော့ကြည့်ကြမယ်။ Let's go Okay ပထမဆုံးသူမေးထားတာကတော့ကျွန်တော် favorite enemy ကဘာလဲ favorite song ကဘာလဲဆိုပြီးတော့မေးထားတယ်ပေါ့နော်။အာ favorite enemy ကတော့ကျွန်တော် One Piece ကိုကြိုက်ပါတယ်။ favorite song ဆိုရင်တော့ကျွန်တော် Little Uzi Vert ရဲ့ The Way Life Goes ကိုကြိုက်တယ်ပေါ့နော်။အာဒီ brother ကိုလည်းကျွန်တော်သိတာကြာပြီဗျာ။ကျွန်တော်အရင်တော့ YouTube စပြီးတော့လုပ်ခဲ့တဲ့အဲ့လိုမျိုး comment တွေပါလာပြီးတော့မှတ်နေပေါ့နော်။ โอเคအဲကျွန်တော်ပြောစရာတွေတခုကြံသေးရဗျာအဲ့ဒါဘာလဲဆိုတော့ကျွန်တော်နေသိပ်ပြီးတော့မကောင်းဘောเนาะဒါမဲ့နေမကောင်းတဲ့ကြားကနေပြီးတော့ဗီဒီယိုမလုတ်သေးဘူးလားဆိုပြီးတော့မေးကြလို့ကျွန်တော်လုတ်ပေးလိုက်တာပါအာโอเคအဲ့ဒါလေးကိုတော့ကြိုပြီးတော့ပြောထားတာဗောเนาะနောက်မေးခွန်းတစ်ခုကိုကျွန်တော်တို့ကြည့်လိုက်ကြရအောင်โอเคอ่าဒီအားတော့ကျွန်တော်မှာညီတွေရှိလားဒါမှမဟုတ်အကိုတွေရှိလားဆိုပြီးတော့မေးထားတာဗောနော်အာကျွန်တော်မှာအကိုတော့မရှိပါဘူးဒါမဲ့ညီတယောက်တော့ရှိရယ်ဗောနော်ကျွန်တော်ထက်အငယ်ညီတယောက်ရှိပါတယ်โอเคနောက်ထပ်မေးခွန်းတစ်ခုကျွန်တော်ကြည့်ကြမယ် ဒါကတော့ကျွန်တော် Roblox အပြင်ဘာစော်သေးလဲဆိုပြီးတော့မေးရတာပေါ့နော်ကျွန်တော်အရင်တော့ကတော့ Roblox အပြင် Mobile Legends တွေက Magic Chess ဆော့ပါတယ်ဒါပေမဲ့အခုနောက်ပိုင်းကတော့ကျွန်တော် Magic Chess လည်းမဆော့ပြတော့ဘူးပေါ့နော်အဲအကြောင်းမလို့ကျွန်တော် Roblox တွေက game တွေကိုပဲဆော့ပြနေရလို့ပြောလို့ရတယ်ဗျာအဲ့တော့ Roblox ပဲတည်ချာချာဆော့ပြပါတယ်တခြားတော့မဆော့ပါဘူး Okay ဒါဆိုရင်ကျွန်တော်နောက်ထပ်တစ်ခုကြည့်လိုက်ရအောင် Let's go Okay ဒါကတော့ပထမဆုံးမေးခွန်းကတော့ Ronaldo လား Messi လားဆိုပြီးတော့မေးရတယ်ပေါ့နော်ကျွန်တော်နှစ်ယောက်လုံးကိုကြိုက်ပါတယ် အာနောက်တစ်ခု favorite enemy ကတော့ကျွန်တော်ပြောပြီးွားရေပေါ့နော် one piece ပါအာ favorite game ဆိုရင်တော့ကျွန်တော် roblox တွေက game တွေကတော့အကုန်လုံးနှီးပါကြိုက်တယ်ဗျာတော်တော်များများကြိုက်တယ်ပေါ်တော်တော် game တွေလည်းကျွန်တော်အကုန်ကြိုက်တယ်ပေါ့နော်အာ minecraft တော့မစော့ပါဘူးဘာလို့လဲဆိုတော့ကျွန်တော် minecraft မစော့တတ်လို့ပါโอเคဒါဆိုရင်ကျွန်တော်နောက်တစ်ခုထပ်ပြီးတော့ကြည့်လိုက်အောင် အာဒါကကြတော့ဗျာကျွန်တော်မေးတာဆိုတာထက်တောင်းဆိုထားလို့ပြောရင်ပို့ပြီးတော့မှတ်ရမယ်ပေါ့နော်အာမျက်နာပြခိုင်းတာပဲဖြစ်ပါတယ်ကျွန်တော်မျက်နာကတော့ပြဖို့အတွက်အစီအစဉ်မရှိသေးပါဘူးဘာလို့လဲဆိုတော့နည်းနည်းအားမရသေးရလဲပါတယ်ဗျာ subscriber 100k လောက်ရောက်ရင်တော့ကျွန်တော်မျက်နာပြမယ်ပေါ့နော်အာအခုကတော့ကျွန်တော်မျက်နာပြဖို့အတွက်အစီအစဉ်မရှိသေးပါဘူးအာအဲ့ဒါလေးပါထည့်ပြီးတော့ပြောပြပေးတာပါโอเคကျွန်တော်နောက်တစ်ခုထပ်ပြီးတော့ကြည့်လိုက်အောင် โอเคဒီမေးခွန်းကြီးရတယ်နည်းနည်းခေါင်းစားရတယ်ဗောနော်တန်တိုင်းနဲ့ကဘာကြီးလဲဆိုပြီးတော့မေးတာပါတယ်အာတန်တိုင်းနဲ့ကျွန်တော်နေရတော့တငယ်ချင်းတွေပါအာငငယ်လေးတွေอ่ะဗောနော်ညီကိုလို့ပါပဲအာငငယ်တွေကပေါင်းလာတယ်တငယ်ချင်းတွေဗောနော်โอเคအာကျွန်တော်နောက်တစ်ခုထပ်ပြီးတော့ကြည်လိုက်အောင်အာဒါကတော့ကျွန်တော်ဘာနေနံလဲလို့မေးထားတာဖြစ်လောက်မယ်လို့ထင်နေဗျာအာကျွန်တော်ရဲ့နေနံကတော့တနင်္ဂနွေပါကျွန်တော်ကတနင်္ဂနွေသားဗောနော်โอเคကျွန်တော်နောက်ထပ်မေးခွန်းတစ်ခုကြည်လိုက်အောင် let's go အာဒီတကူကတော့ favorite color တဲ့ပြီးတော့ bro ဘမာနေရာလဲဆိုပြီးတော့မေးတယ်ဗောနော်အာ favorite color ကတော့ကျွန်တော်အပြာရောင်အရင်ကိုကြိုက်ပါတယ်အာဘမာနေရာလဲဆိုတော့ကျွန်တော်ရန်ကုန်မှာပဲနေတာပါဟဲ့ဒါကြီးကတော့နည်းနည်းဥတက်သွားပြီပါသေးလား bro တဲ့ तू မပြန်လာတာ ਉਹ တဲ့အခုဒီစောင့်နေတုံးလားတဲ့ what the hell မနိုင်ငံမှာ robust တွေကိုဈေးနှုန်းချိုသာစွာနဲ့ရောင်းချပေးနေတဲ့အမေ show ကို brother တို့တိကြလားအမေမှာဆိုလို့ရှိရင် gift လို့ရတဲ့ game pass တိုင်းကိုအတန်ဆုံးဈေးနှုန်းနေနဲ့ရရှိနိုင်မှာပဲဖြစ်ပါတယ် ။ပြီးတော့ Robert Zeno အနေနဲ့ဆိုရင်လည်း Wan Robert ကို25ချက်ပဲကြားတင်မှာဖြစ်ပါတယ်။ Gateway ကျန်းစာရေးတွေလည်းပေးနေတာကြောင့်အားမေရဲ့ Telegram Channel လေးကိုလည်း join လာကြဖို့အတွက်ပြောချင်ပါတယ်။ကျွန်တော်ရဲ့ comment မှာလည်း Telegram link ကိုချပေးထားပါတယ်။ပြောချင်တာကတော့ဒါပါပဲ။ Okay ကိုလူဒါကလည်းတော်တော်ကြီးကိုအမေးများရဲ့မေးခွန်းပေါ့နော်။စော်ရှိလားစော်ရှိလားဆိုပြီးတော့ကျွန်တော်ဝိုင်းပြီးတော့မေးကြရပေါ့နော်။အာမရှိပါဘူး။ကျွန်တော်ဒီတိုင်းဘယ်လိုပြောမလဲ။တယောက်တည်းပဲနေဖြစ်တာများပါတယ်။ အာတာလဘေးနေပြတာများတာမဟုတ်မရှိတာဗျာတည်းလုံးဝမရှိပါဘူးပြီးတော့ကျွန်တော်နာမည်အရင်းလဲမေးကြတယ်ဗောနော်အာနာမည်အရင်းလဲကျွန်တော်ပြောဖို့အတွက်အစီအစဉ်မရှိသေးပါဘူးနာမည်အရင်းနဲ့ကျွန်တော်ရဲ့မျက်နှာကိုတော့ကျွန်တော်100 k ပြင်ပြဖို့အတွက်ဆုံးဖြတ်ထားပါတယ်အဲ့ကြမှာကျွန်တော်တို့တည်တည်ချာချာဒီလိုမျိုးနောက်ထပ် Q&A တခုတည်ချာချာထပ်ပြီးတော့လှုပ်ကြမယ်ဗောနော်အခုကတော့ဒီတိုင်း brother တို့အာခဏတာစိတ်ပြေသွားအောင်လို့ကျွန်တော်လည်းလှုပ်ပေးတာဗောနော် Okay အာဒါဆိုရင်ကျွန်တော်နောက်ထပ်တခုတွားကြည့်အောင် Let's go โอเคဒါကတော့ကျွန်တော်ရဲ့အရက်ကဘလောက်ရှည်လဲဆိုပြီးတော့ပြောထားတာပဲဖြစ်ပါတယ်အာကျွန်တော်ရဲ့အရက်ကတော့9ပေ6လောက်ပဲရှိမယ်လို့ထင်တယ်ပေါ့เนาะအခုလောက်ဆိုရင်တော့9ပေ9လောက်တော့ရှိတော့ပြီဗျာတည်လားโอเคဒါကတော့အကြိုက်ဆုံး enemy 9ခုကိုပြောပြလို့ပြောထားတာပဲဖြစ်ပါတယ်။အာကျွန်တော်အကြိုက်ဆုံး enemy 9ခုရဲ့လို့တော့မရှိဘူးပေါ့เนาะအဲ့လိုမျိုးတော့ကျွန်တော်မပြောတတ်ပါဘူး။အာ enemy ဆိုရင်တော့ကျွန်တော်တော်တော်များများကြိုက်ပါတယ်။โอเคကျွန်တော်နောက်တစ်ခုကြည့်အောင် let's go ။ โอเคအာဒါကတော့မေကွန်းနည်းနည်းစုံတယ်ပေါ့เนาะဒါပေမဲ့ဒီထဲမှာကျွန်တော်နှစ်ခုလောက်ကတော့ဖြည့်ပြီးွားပြီဗျာအဲ့တော့မဖြည့်ရသေးတဲ့နှစ်ခုကိုပဲကျွန်တော်ဖြည့်လိုက်ပါမယ်ကျွန်တော်ရဲ့အသက်ဘယ်လောက်လဲဆိုပြီးတော့မေးထားတာရယ်ဘယ် YouTuber ကိုအကြိုက်ဆုံးလဲဆိုတာရယ်ပေါ့เนาะအာကျွန်တော်ရဲ့အသက်ကတော့27ပါအာဘယ် YouTuber ကိုအကြိုက်ဆုံးလဲဆိုတော့ကျွန်တော်ကိုဂျင်မီကိုကြိုက်ပါတယ် Okay အာဒီဘရိုမေးထားတာကတော့ကျွန်တော်ထင်တာကတော့ YouTube ကိုဘာကြောင့်စပြီးတော့လောက်တာလဲလို့မေးထားရလဲဖြစ်နိုင်တယ်ပေါ့เนาะ โอเคအဲကျွန်တော် YouTube ကိုဘယ်လိုစပြီးတော့လုံးဖြစ်တာလဲဆိုတော့ကျွန်တော်အရင်တော့อ่ะဗျာ blog through ကိုစော့တယ်ဗောနော်အဲလွန်ခဲ့2နှစ်လောက်ကဗောနော်အဲဒါမဲ့ကျွန်တော်အဲ့တုန်းကတော့ video တွေဘာကြီးမလုံးဖြစ်ပါဘူးအဲ YouTube channel လည်းမလုံးဖြစ်ဘူးဗောနော်ဒါမဲ့အခုနောက်ပိုင်းကျွန်တော်ပြန်ပြီးတော့စော့ပြစ်တဲ့အချိန်မှာတော့ကျွန်တော်အဲ့လိုမျိုးလုံးဖို့အတွက်စဉ်းစားမိသွားတာဗာအဲ့ဒါကြောင့်မလို့ကျွန်တော်လုံးဖြစ်သွားတယ်လို့လည်းပြောလို့ရတယ်ဗောနော်အာဒါပါပဲ အာဒီတစ်ခုကတော့ကျွန်တော်ဖြည့်ပေးမယ့်ဟာမဟုတ်ပါဘူးဒီတိုင်းတက်တက်ထည့်ပေးထားတာပေါ့နော်ဒီဘရိုကကျွန်တော်ကိုသူ့မေးထားတာတွေဖြည့်ပေးပါဆိုပြီးတော့ပြောရယ်ပေါ့နော်အာဒါပေမဲ့ကျွန်တော်ကသူ့မေးထားတာတွေကိုပြန်ပြီးတော့ရှာတာမတွေ့ဘူးဖြစ်နေရယ်ဗျာအားကြောင့်မလို့ကျွန်တော်ဒီဟာလေးကိုထည့်ပေးထားတာပါအာသူ့မေးထားတာကိုကျွန်တော်မတွေ့လို့မဖြည့်လိုက်ရပါပဲအရှိမကျွန်တော်ဖြည့်လိုက်တဲ့ထဲမှာသူသိကျင်တာတွေလည်းပါမယ်လို့ထင်ပါတယ်အာအဲ့ဒါလေးကိုကျွန်တော်ထည့်ပြီးတော့ပြောပေးတာပေါ့နော်โอเคအာဒါပါပဲ အဲ့တော့ကျွန်တော်ပြောချင်ရှိရာလေးလည်းပြောပြီးွားရေဗျာ brother တို့မေးထားတာတွေကိုလည်းကျွန်တော်ဖြေပြီးွားပြီဆိုတော့ဒီနေ့ video လေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါမယ်အာ brother တို့အဆုံးအထိကြည့်လိုက်တယ်လို့လည်းကျွန်တော်ထင်တယ်ပေါ့နော်ကျွန်တော်နောက်ထပ် video အစ်စ်မှာပြန်ပြီးတော့တွေ့ကြပါမယ်ဒီနေ့ကတော့ဒီလောက်ပါပဲ